ဘဝမှာကျင့်နှက်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ကျင့်နှက်เสียဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်နှက်เสียအမယ်ဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင် လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ် ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတ္တကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်ဆရာအတ္တရာလို့ခေါ်တယ်ဒါဖြင့်အဲ့ဒါတွင်ရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ယုတ်ကလေးကမြဲနေမှာမဟုတ်ဘူး နုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်ထာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိဟာပြောင်းလဲပြီးတော့နေတာဖြစ်တော့ကြောင်းလှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီဉာဏ်နဲ့ရောဥမင်းနဲ့အသိဉာဏ်နဲ့ရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူး မကြမ်းမမှာယောဂဝေဒနာရတဲ့အချိန်ဆိုတာရှိတယ်။အစင်သာဝရလူတွေဟာကြမ်းမာပြီးဖြတ်လက်ပြီးအစင်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူး။မပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆို။ဘေးရာမမမြဲဘူးဆိုရင်ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနဲ့ဆရာမကောင်းတာတွေပဲ။ခြေနဲ့ဆရာကြီးလည်းမတွေးနဲ့ မကျေနပ်စရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်။အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်။နော်။ကျေနပ်စရာမကောင်းတာတွေတွေ့တာ။အဲ့ဒါကိုစိတ်ပြစရာကောင်းတယ်မတွေ့ဘူးလို့မလုပ်နိုင်နဲ့။တခါတရံကျတော့တွေးပြရ။တွေးပြီးမှကိုယ့်ဘဝအမှန်ကန်ဖြစ်မယ်။မတွေးဘဲနေတဲ့ပုဂ္ဂိုလ်ဟာကောင်းပြန်စပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့။ ကိုယ်စိတ်ကိုမနိုင်တဲ့အနေအထားမျိုးရောက်သွားရတယ်။ကြွတင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်ရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်